ဒီနေ့မရဂတ်စကာနိုင်ငံမှာဘာတွေဖြစ်နေလဲဆိုတာကိုအမြန်လေးကြည့်လိုက်အောင်ကဲအဓိကအချက်ကတော့သမရအန်ဒရီရာဂျူလီနာဟာသူ့ကိုဖေရှားဖို့လူမဲတွေဥဆောင်ဆန္ဒပြနေကြတဲ့အပြင်လောက်ချံမှုအကျင့်စီမှုပါရှိခဲ့လေဆိုပြီး လုံခြုံတဲ့နေရာတစ်ခုမှာပုံနေတယ်လို့ဆိုပါတယ်။ပထမဆုံးထိထားရမှာကတော့အသက်50နှစ်နေလွယ်သမရယာဂျူလီနာကစစ်ပတ်နဲ့နိုင်ငံရေးသမားတချို့သူ့ကိုလောက်ချမှုကြိုးစားခဲ့တယ်လို့ Facebook မှာပြောပြီးနောက်လုံခြုံရာကိုပြောင်းသွားခဲ့တာပါ။အခုသူပေရောက်နေလဲတော့တိတိကျကျမသိရသေးဘူး။ပြင်သစ်လျင်နဲ့တိုက်ပီကထွက်သွားပြီဆိုတော့အဒီမဖြူနိုင်တဲ့တရင်လေးလည်းထွက်နေလဲ။ဘူရိုဟုနေကတွေကသူ့ကိုအပြင်မှာမတွေ့ရတော့တာပါ။နောက်တစ်ခုက Gen Z မာတာလို့နာမည်ပေးထားတဲ့လူငယ်တွေဥဆောင်တဲ့စန္ဒပြပွဲတွေပေါ့။ ဒါတွေကရေမိပြတ်တာအလုတ်လက်မဲ့များတာအကျင့်ပြတ်ထရာစားမှုတွေကုံစင်းနှုံတတ်တာတွေကိုမကျေနပ်လို့တနိုင်ငံလုံးမှာဖြစ်နေတာပါရာဂျူလီနာကသူ့အစိုးရဖွဲ့ကိုတော့သူ့ဖွဲ့လုံးထုတ်ပြခဲ့သေးတယ်ဒါပေမဲ့ဆန္ဒပြပွဲတွေကတော့ရပ်မသွားခဲ့ဘူးကုလသမဂ္ဂကတော့ဆန္ဒပြပွဲအစောပိုင်းရက်တွေမှာအနည်းဆုံးလူ20နှစ်ယောက်တည်ပြီး100ကျော်တန်ရာရခဲ့တယ်လို့ပြောပါတယ်နောက်ဆုံးချက်ကတော့ထရနာဂိုတုံကရာဂျူလီနာအာနာယာကိုခူးခဲ့တဲ့ CAPSAT ဆိုတဲ့စစ်တပ်ယူနစ်ကအခုလက်နက်ကင်တပ်ဖွဲ့အားလုံးကိုသူ့တို့ထိန်းချုပ်လိုက်ပြီလို့ကြေညာလိုက်တယ် အရာရှိတချို့ကလည်းဆန္ဒပြတူတွေနဲ့ပူးပေါင်းသွားပြီးအတက်ခိုင် TIM ပါတီကလည်းသမရကိုယာဒူးတာဝန်ပြပယ်မှုနဲ့ဆွဆွဲဖို့ကြင်နေပါတယ်။ပလင်တင်နဲ့အာဖရိကသမဂ္ဂကတော့အခြေခံဥပဒေကိုလေးစားဖို့တိုက်တွန်းထားပါတယ်။ဆိုတော့ကသမရကပုံနေစေဆန္ဒပြပွဲကဆက်ဖြစ်နေစေစစ်တပ်ရဲ့ခန့်ကနာကလည်းပူကြီးလာနေချိန်မှာမရက်ကစ်ကာဟာတော်တော်လေးမေရရတဲ့အခြေအနေနဲ့ရန်ဆိုင်နေရပါတယ်။